မင်္ဂလာပါခင်ဗျ Smartless YouTube Channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်တက်ဆက်ပြီးမှာကတော့ဆာရေးဆရာကြီးလင်းမမရေးသားထားတဲ့ထံကုန်းမ190ဆိုတဲ့ဝိတုစာအုပ်ကလေးကိုအပိုင်း6ဇာတိမိုင်းနေနဲ့တက်ဆက်သွားမှာပဲဖြစ်ပါတယ် Channel ကလေးကို Like ခံ Subscribe လုပ်ထားပြီးပါအောင်ခင်ဗျဖိနာမှာရှိတဲ့ Note Ring လို့လည်းနေပြီးထားပါအောင် Pascal ဘော်ကရုပ်ပုံလွာဒီလိုနဲ့ AB လာကြတော့ကျွန်တော်ကတက်ကပြီးပိုင်ခုံတီရှိစွာနဲ့ထွက်ခွင့်ရခဲ့တယ်စစ်တပ်နဲ့အဲ့ဒီလိုလုံးဝတန်ရုံးစင်ပြတ်ခဲ့ပြီးမြဲ တောင်ကုန်းမတ်190စနေကတော့ဆက်မပြတ်သေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရေးပီလာထဲမှာပဲကျွန်တော်ကဒီအမှုနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းကိုကြားလာရပြန်တယ်။ကျွန်တော်ကြားရတဲ့သတင်းအရဆိုရင်တော့ဗီယက်နမ်မှာရှိတဲ့ဂျူရီလူကြီးနေရောင်ရဲ့ထောက်ခံချက်နဲ့တင်လိုက်တဲ့ကလပ်ပြေသက်နာခန်းစာကနောက်ဆုံးကြတော့ပြင်းပြင်းလင်းလင်းစဉ်းစားချပြီးတော့မှထောင်နဲ့သက်သက်စီးရင်ချက်ချထားခံရတဲ့ကလပ်ကိုအနည်း20ထိရှော့ပစ်လိုက်တယ်လို့သိရတယ်။အဲဒီကတစ်ဆင့်နောက်ထပ်6လလောက်ကြာတော့ကလပ်ပြေအမှုကဗီယက်နမ်ကနေအမေရိကန်ပြည်ထောင်စုကိုရောက်လာပြီးအယူခံဖွဲ့ပြက်လက်30ချက်အရထောင်နဲ့10ထိယော်သွားခဲ့တယ်။ အဲ့ဒါနဲ့တချိန်တည်းလူလိုမှာပဲ Ravi နဲ့ Tony တို့အမှုတွေကိုလည်းတခြားယူကအဖွဲ့အစည်းကစဉ်းစားပြီးတော့ Ravi ကိုထောင်းတဲ့၈နှစ်က၄နှစ် Tony ကိုထောင်းတဲ့၁၀နှစ်က၄နှစ်အတိအထိ shop လိုက်တယ်လို့ကြားရတယ်။သူတို့တွေရဲ့ပြည်တန်းတွေကိုခုလို shop ပြစ်ဖို့စဉ်းစားတဲ့နေရာမှာအကြောင်းချက်တွေမျိုးမျိုးပါဝင်တယ်လို့ဆိုပါတယ်။ဒီအထက်မှာသူတို့ရဲ့နောက်ကျောင်းရာဇဝင်တွေနဲ့လှုပ်ဆောင်ချက်တွေလည်းပါတယ်လို့သိရတယ်။ကျွန်တော်ကြားသိရသလောက်သူတို့ရဲ့နောက်ကျောင်းရာဇဝင်တွေကလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့ဆိုရပါမယ်။ဥပမာ Tony ဆိုရင်သူက evidence ဆင်းရဲတဲ့မိဘနှစ်ပါးကနေမွေးဖွားလာပြီးတော့ သူအရွယ်မရောက်ခင်မှာပဲသူ့ဖေနဲ့အမေနဲ့ကွဲသွားခဲ့ပါတယ်။နောက်ဗိုလီဗင်ဝတ်မျိုးကရာရှိကြီးတယောက်စီကရတဲ့အထောက်ထားတွေရထူနီယာဂျာမီယာကိုရက်တီသင်ငယ်ပူးပြီးတော့မှငငယ်ကရာစုံမှုဂျူလိုနာတွေရဲဘွဲကဖမ်းဆီးတွေတခါမှမခံရဘူးမရှိခဲ့ဘူးလို့ဆိုပါတယ်။ဘာသာရေးနဲ့ပတ်သက်လို့လည်းသူကရိုမန်ကက်သလစ်ဘာသာဝင်တယောက်ဖြစ်ပြီးတော့မှနေရမျိုးတော့အထက်ပိုင်းကစီတောအစားစားလုပ်တဲ့စက်ရုံတစ်ခုမှာအလုပ်လုပ်ခဲ့ဘူးတယ်လို့သိရတယ်။ထူနီနဲ့ပတ်သက်တဲ့ထူးခြားချက်တစ်ခုကတော့သူကစစ်တပ်ထဲမှာမှူးထမ်းခဲ့တဲ့ကာလအတော်အတွင်းမှာ ထော်လာ9000ဆုခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ဌာနပတ်သက်လို့သူ့ကိုခေါ်ချက်ချခဲ့တာကချမ်းချမ်းနဲ့နဲ့သက်ဆွဆံများလိုရတဲ့စစ်တပ်ထဲမှာနေခဲ့ရပြီမဲ့သူဟာသူ့ဘဝနောက်ရေးအတွက်ဆင်းရဲဆန်းနဲ့ထိသိမ်းတတ်တယ်။စုရီလက်တွေကိုမျောကိုးပြီးတော့မှတိုက်တဲ့စစ်သားတယောက်လို့သူ့ကိုသူသဘောထားတတ်တယ်လို့သတ်မှတ်ခဲ့ကြတယ်။ကလပ်နဲ့ပတ်သက်လို့ကတော့ရုံတော်မှာထွက်ခဲ့ကြတဲ့သတိထွက်ချက်တွေကသူ့ရဲ့ရာဇဝတ်ပြည့်မှုကိုထင်ရှားစေသလားမထင်ရှားစေဘူးလားဆိုတာရဲ့သူ့ဘဝချထားတဲ့ပြစ်ဒဏ်ကိုလျှော့စင်မလျှော့စင်ဆိုတာကိုတိကျထားပြီးစဉ်းစားခဲ့လို့သိရတယ်။ ဒီလိုစဉ်းစားတဲ့အခါမှာကလပ်ရှိရာထောင်ထဲကိုသွားပြီးတော့မှအဆုံဆန်းခဲ့တဲ့ရှိနေတယောက်ကကလပ်ကအတွေးကိုရင်တန်ပြီးတော့မှရိုးရိုးသားမှန်လူတွေထက်အသိဉာဏ်ထက်သန်ပါတယ်လို့ရုံးတော်ကိုအစီရင်ခံခဲ့ပါတယ်အဲ့ဒီရှိနေကပဲတကယ်လို့ကလပ်ကလူအဖွဲ့အစည်းတွေကိုပြန်ဝင်ခွင့်ရမယ်ဆိုရင်သူကိုလူကောင်းသူကောင်းတယောက်လိုပြန်ဆက်ဆံကြမယ်ဆိုလို့ရှိရင်သူကတက္ကသိုလ်တကူကူမှအင်္ဂလိပ်စာနဲ့ပြပြထက်သနီးကဘာသာနဲ့ပြပြဖွဲ့ရနိုင်စရာလားလားရှိပါတယ်လို့ထင်ပေချက်ပေးခဲ့ပါတယ်သူဘာနောက်ကြောင့်ရာဇဝင်တဲ့ပတ်သက်လူကတော့သူလဲထိုနီလိုဆင်းရဲတဲ့မိသားစုကပေါက်ဖွားပြီး ငယ်ငယ်ကမိဘတွေပါခွဲသွားကြတဲ့ဖြစ်နေရင်ဆိုင်ခဲ့ရတာပါပဲထိုနေ့တို့ကလပ်တို့ကစီးရတဲ့မိဘတွေကပေါဖွာလာတယ်ကြောင်းပြောတော့ကျွန်တော်မိဘတွေကချမ်းသာကြလို့လားလို့မေးစရာရှိပါတယ်ကျွန်တော်လည်းသူတို့လိုပါပဲကျွန်တော်ငယ်ငယ်ကမိဘတွေပါဆိုလို့အင်မတန်စီးရကြတယ်ကျွန်တော်ခုနှစ်နှစ်သားအရွယ်ကလေးကမန္တလေးမင်းနဲ့လေတွေစားမောင်းတဲ့လူကိုလှုပ်ခဲ့ရတယ်ကျွန်တော်သက်10နှစ်မှာပဲကျွန်တော်ဘီကဆုံးသွားခဲ့တယ်အဲ့ဒီအချိန်မှာစီးရလိုက်တာဆိုခုံကောက်ဆရာမရှိလောက်အောင်ပဲထုတ်ကလည်းအင်မတန်ရောက်ခဲ့ရတယ်ဆောက်ရသေးကြလို့ဇန်နဝါရီလများဆိုရင်၃ညအောက်ဒီဂရီ90လောက်ရောက်နေပြီးတော့နေငယ်တွေကတိတ်လို့ဖုံးနေတာပဲ။ မီးတွေတော်လုံးလောက်အောင်မှမဝင်နိုင်ခဲ့ပါဘူး။အိမ်ပြန်မှနင်းခဲ့တဲ့တံပေါ်ရပုံဖြစ်နေလို့အိမ်ဝင်းထဲကကောက်ရိုးတဲ့ကိုသွားချင်းကျိုးတဲ့လုပ်ပြီးမှကျိုးကိုကင်သွားလို့ရပါတယ်။ကျွန်တော်ဘွားကအဲ့တလောက်ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။ကျွန်တော်စစ်တဲကပြီးပိုင်ထွက်ပြီးတဲ့နောက်အေးအေးဆေးဆေးနဲ့အဆက်ဆက်ရဆေးချမ်းတောင်ကြိုးစားပြီးနေခဲ့တယ်။တက်ကထွက်လို့ဖိုကာဇန်ကပြန်လာပြီးတော့အဲ့ဒီမြို့လေးမှာပဲအခြေဆိုင်နေခဲ့တယ်။အသက်မဝင်ကြအောင်လုပ်နေတဲ့ကတော့ကျွန်တော်ကအရင်လောက်ခဲ့ဘူးတဲ့လက်သမားအလုပ်ကိုသိမ်မလို့ကျွန်တော်ဘူး။အမှန်တော့လက်သမားအလုပ်ကကျွန်တော်အင်မတန်ချစ်မြတ်နေတဲ့အလုပ်ပါ။ဝါသနာလည်းပါပါတယ်။ စစ်တဲပါမသွားခင်ကဒီလိုလုပ်ခဲ့တာပဲဒါပေမဲ့စစ်တဲကပြန်လာပြီးတော့မှစစ်ပြန်ရဲဘော်တွေရထုံးစံတိုင်းပဲထင်ပါရဲ့ကျွန်တော်အရင်လုပ်ကိုမလုပ်ချင်တော့ဘဲနဲ့တခြားလုပ်ငန်းတစ်ခုခုကိုပြောင်းလုပ်ချင်နေစေရှိနေပါတယ်လူရောစိတ်ပါပြောင်းလာတဲ့သဘောလေးဖြစ်နေပါတယ်အဲတော့ကျွန်တော်စိတ်ထဲမှာရဲဖွဲ့မှာပဲဆက်လုပ်ဖို့ဆေးရထက်တန်နေပါတယ်တောင် VNL Reckless ခံမှာကလေးကတထင်းစီရဲလုပ်ကိုလှုပ်လာခဲ့တော့ဒီလုပ်ကိုပဲဆက်လုပ်ချင်စေကပေါက်နေတယ်ဒါနဲ့ကျွန်တော်ကပြင်းနေအဝေးပြေးလမ်းမကြီးတွေကိုဆောင်းရတဲ့မော်တော်ဆိုင်ကယ်ရဲဖွဲ့မှာရှောက်လိုက်ပါတယ်အဲ့ဒီမှာတခုခွာကြသွားတာက ကျွန်တော်ရဲ့မောင်ကသူတို့သတ်မှတ်ထားတဲ့အရက်ထက်ထလမတီတီရော့နေတဲ့အတွက်ကျွန်တော်အဲ့ဒီအလုပ်ကိုလက်လျှော့ခဲ့ရတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့နောက်တော့အဲ့ဒီအလုပ်ကိုလက်လို့ရတာလေခက်ခါမှမလို့ထင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအလုပ်မရတာနဲ့အရင်ကျွန်တော်ဝါသနာပါတဲ့လက်သမားလုပ်ကိုပဲပြန်လုပ်ပြီးတော့ဒီမျိုးကကွန်ပျူတာတိုက်ကိုဗီဒီယိုတွေအကြော်ရည်တွေသွင်းကတော်တော်လေးငွေဝင်လန်းဖြောင်းလာခဲ့တယ်။ဒါပေမဲ့မှန်လားပြောရရင်တော့ကျွန်တော်ကလက်သမားလုပ်ကိုပြန်လုပ်စားကတော်တော်ကြောင်စိတ်မပါဘဲနဲ့ဖြစ်နေခဲ့သေးတယ်။ အဲ့ဒီအချိန်ကကျွန်တော်ပတ်ဝန်းကျင်မှာမြင်မြင်သမျှတက်ရှိတဲ့မြေရာဝတ္ထုအလုံးကဖာအထိပ်ပဲမှမရှိဘဲနဲ့၆ကက်ကက်နဲ့ပြင်းညင်းငွေဆရာကြီးဖြစ်နေခဲ့တယ်။ကျွန်တော်နဲ့အတူလောဘောကံပဲလက်သမားဆရာတွေကိုတဏီကုန်တဏီကရွေးပေါ်ထိုးလွှားတိုက်တန်ရိုက်စားတဲ့အလုပ်တွေကိုနောက်ဆုံးကျွန်တော်အင်မတန်မြတ်နိုးတဲ့လက်သမားပညာကိုပါစိတ်ကုန်ပြီးတော့မှညင်းငွေနေခဲ့ရတယ်။နောက်တော့မဖြစ်ချေဘူးဆိုပြီးတော့မှကျွန်တော်စိတ်ကိုကျွန်တော်ပြန်ပြီးတော့မှထင်ရချုပ်ရပါတယ်။ကိုကိုကိုဝေဖန်ပြီးပြန်လို့ယူရတယ်ပဲဆိုတော့အတွေ့အကြုံကျွန်တော် VNN ကပြန်ရောက်စားတော့ကအဆုံးဖြတ်ခဲ့တဲ့အတိုင်း အသက်မဝင်ကြောင်းတက်ပါလို့ပဲလို့ရလို့ရခုဘောက်ကိုထိပဲရှိအောင်နေသွားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးကိုပြန်ပြီးတော့မှမွေးယူလိုက်တော့မှတော်တော်လေးနေသားတိုင်းသာရှိသွားပါတယ်ပြန်ပြီးမွေးယူလိုက်တော့မှစောစောကပတ်ဝန်းကျင်မြင်မြင်သမ ्या ကိုမကျေနပ်တာအားမရတာတွေကပျောက်သွားပါတော့တယ်ဌာနစိတ်တွေကိုပြန်ပြီးခိုင်မာအောင်ဆိုတဲ့အနေမျိုးနဲ့မင်းဒီဆိုတာတက္ကသူကအခမဲ့တန်တန်းတခုမှဆင်းရဲသွင်းပြီးတော့မှအချိန်မှန်သွားတက်ပါတယ်အဲ့ဒီတန်တန်းကတကြီးတက္ကသူသဘောမျိုးပါပဲပညာကိုပြည့်စုံမှတင်ခဲ့ရတဲ့လူကြီးတွေအတွက်ဖွင့်ပေးထားတဲ့တန်တန်းပါပညာစာရဲ့နေရာမှာပြောတဲ့ဦးတွေဆိုတာကမရှိဘူးမလား ကျွန်တော်တချိန်တည်းမှာပဲဘာသာရေးနဲ့ပတ်သက်လို့လည်းအရင်ကတည်းကပို့ပြီးတော့မှလေ့လာလေးစားခဲ့တယ်။ဖျားရှိခွေးကြောင့်နဲ့ပတ်သက်တဲ့ဝေယဝစ္စအလုပ်တွေလည်းတနေ့တည်းကကြိုးစားလုပ်ခဲ့ပါတယ်။မကြသေးခင်ကပဲထထန်းကျောင်းသူကျောင်းသားအရွယ်ရောက်နေတဲ့ယောက်ျားကလေးနဲ့မိန်းကလေးတစုကိုကျွန်တော်ကိုယ်တိုင်ပဲကောင်းဆောင်ပြီးတော့မှမင်းနီဆိုရနဲ့ကနေဒါကြားမှာရှိတဲ့ရေကန်ကြီးတွေကကျွန်းကျွန်းပေါ်ကိုခေါ်သွားပြီးတော့မှတရားအထုတ်ခဲ့ကြပါသေးတယ်။တကယ်တော့ကျွန်တော်ကငငယ်ကဖာသာကြီးကိုမလိလာမလိုက်စားခဲ့ရဘူး။ ဖះရှိကိုကြောင်ဆိုတာကလည်းမသွားဘူးတလောက်ပါပဲကျွန်တော်မိဘတွေကတနေ့ကနေ့လေးဆိုရင်ဖះရှိကိုကြောင်သွားလိသွားတာမရှိကြဘူးအခုဒီသက်ပြေရောက်မှပဲဘာသာရေးကိုလေးလာလိုက်စားမိလာတယ်ကျွန်တော်ကအဲ့လိုဖက်ဖက်ကကြိုးစားအားထုတ်တာနဲ့အမြတခြားလူတွေကိုမကြခင်အမိလိုက်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဘာတွေအမိလိုက်နိုင်လိမ့်မယ်ဆိုတာကတော့လောလောဆယ်ကျွန်တော်ခက်ခက်နနမပြောနိုင်သေးဘူးပေါ့ကျွန်တော်လုံးနဲ့ပတ်သက်လို့ကျွန်တော်ကကိုပိုင်လက်သမားအလုပ်ယုံလေးတခုဖွင့်ဖို့စိတ်ကူးထားတာရှိပါတယ် တခါတလေတော့လေလေကလေးရာကလေးလှုပ်ချင်တဲ့စိတ်ကပေါက်လာမိတယ်။ဒါပေမဲ့ကိုကိုကလေသမားတယောက်အနေနဲ့နန်းနန်းနင်းနင်းလှုပ်နိုင်မယ်မထင်ဘူး။အဲဒီလိုလောက်ကိုင်းတီတီကြားနဲ့ချောင်းချောင်းလေးလေးနေခဲ့ရပြီမဲ့တောင်ကုန်းမှာ190နှစ်ပေါ်ကဖြစ်ဖြစ်ကားတော့ကျွန်တော်ကိုတစ်စီချောက်တလို့၆တုံးပါပဲ။ဒါကိုကျွန်တော်တတ်နိုင်ဆုံးမိပြဖို့ကြိုးစားခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအဖြစ်ဖြစ်နဲ့ပတ်သက်လို့ကျွန်တော်မှာအာသင်အင်းစင်းနဲ့လူသစ်စိတ်တွေဘဝတွေကိုရခဲ့တာမှန်ပြီမယ်လို့ကျွန်တော်ခန်းစားရတဲ့ခန်းစားချက်တွေနဲ့ကျွန်တော်ဘာမှဝေဖန်ရှုတ်ရခဲ့ကြတာတွေကိုကျွန်တော်ကနာကြည့်လို့ပါ။ဒီခန်းစားချက်တွေနဲ့နာကြည့်ချက်တွေကိုစဉ်းစားမိတိုင်း ကျွန်တော်ရဲ့ဘဝနောင်ရည်အတွက်အားငယ်တယ်လို့လူဖြစ်မိတယ်ပြီးတော့ဒီဘဝနောင်ရည်ဆိုတာကလည်းဘယ်လောက်ရှည်လျားမယ်ဆိုတာမပြောနိုင်ဘူးမလားအခုဆိုကျွန်တော်တက်ကငယ်သေးတယ်သိမကြည့်သေးဘူးဒါမှမဟုတ်ကျွန်တော်မျက်နှာကတော်တော်ရှင်းနေပြီလို့ဆိုရမယ်ကျွန်တော်တွေမဟုတ်ဘူးကျွန်တော်နဲ့ဒူဒီဇယ်လမ်းမှာပါခဲ့ကြတဲ့ထိုနီနဲ့တိုက်ခင်းအဖွဲ့ဝင်တွေအားလုံးကငငယ်ရွယ်နဲ့မျက်နှာတွေရှင်းပြီးတော့မှလူကြီးကိုပေါက်နေကြပြီတခုတော့ရှိတယ်ကျွန်တော်ကဘလောက်ပဲအသက်ကြီးကြီးအသက်ကြီးလာလေလေကျွန်တော်အသိဉာဏ်ကလည်းရင့်တန်လာလေလေဖြစ်မှာပဲအသက်ကြီးတော့တွေ့ချုံကလည်းများလာမယ်မလား ပြီးခဲ့တဲ့ဆောင်းလင်းလုံကစစ်ဘက်ဆိုင်ယူကန်ယုံကရာဖီရဲ့မှုကိုပြန်ပြီးစဉ်းစားခဲ့တယ်။အဲဒီယုံကစစ်ဘက်ရဲ့မှုကိနေနဲ့ပတ်သက်လို့အယူကန်ယုံနေတယ်မှာအကြီးဆုံးယုံမှာအဲဒီယုံကနေပြီးရာဖီရဲ့မှုနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်တစ်ခုကြားလာပါတယ်။ဒီဆုံးဖြတ်ချက်ကတော့ဒီရမှုမှာရာဖီပေးတဲ့ဖြောင်းချက်ကမတန်ရှင်းမှုဆိုတဲ့ဆုံးဖြတ်ချက်။ဆလိုတဲ့အသေးပဲကတော့မင်းရပေးခဲ့တဲ့ဖြောင်းချက်လို့ရာဖီရဲ့ဖြောင်းချက်ကလည်းသူ့မှာရသင်ရထားတဲ့အခွင့်အရေးတွေကိုအပြည့်အစုံမသိရဘဲနဲ့ပေးခဲ့တဲ့ဖြောင်းချက်ဖြစ်နေလို့တရားမဝင်ဘူးဆိုတဲ့သဘောပါ။ဒါကြောင့်မို့လို့ထောင်ထဲရောက်နေတဲ့ရာဖီကိုမင်းရလိုပဲနောက်တစ်ချိန်ပြန်ပြီးတော့မှ စစ်ဆေးရမယ်ဆိုပြီးယူကန်ယုံဖွဲ့ဝင်လူကြီးတွေကမိန့်ချမှတ်လိုက်တယ်။ဒါနဲ့အဲ့ဒီအမေရရာဖီကိုမင်းနီယယ်တုန်းကလိုပဲထူထောင်ကြနေတဲ့ဖိုလီဗေဝတ်မြို့မှာနောက်တစ်ချိန်ယုံထုတ်ပြီးဆက်ပြန်တယ်။ဒီတကကတော့ကျွန်တော်ကန်ကောင်းတယ်လို့ဆိုရမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတကကျွန်တော်ကိုဒီရခန်ဘက်ကရောဒီရလူဘက်ကရောဘေးဘက်ကမှတက်သေးစင်းနဲ့မထေးလို့ကျွန်တော်မှာတက်သေးလိုက်ရတဲ့တောင်းတစ်ခုငိမ့်သွားပါတယ်။ကျွန်တော်တက်သေးမလိုက်ရတဲ့အတွက်လည်းတော်တော်ကိုစိတ်ချမ်းသာမိတယ်။ဒါကြောင့်စိတ်ချမ်းသာတယ်လဲဆိုတော့ကျွန်တော်ကရိုးသားမဲ့ရသားဘွားနဲ့ပဲအေးအေးဆေးဆေးနေကြတာတချို့။ပြီးတော့အခုရာဗီအမှုကိုပြန်ဆင့်မယ်ဆိုတာလည်း မင်းရွယ်မှုကိုပြန်စစ်တုံးကလိုပဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်စီတဲ့ယူဆပြီးသားမှုပါအရင်မင်းရွယ်ကိုပြန်စစ်တုံးကလိုပဲအခုရာဗီကိုလည်းသူပေးခဲ့တဲ့ဖြောင်းချက်ကမတန်ရှင်းဘူးမစင်ကြယ်ဘူးဆိုပြီးတော့မှဒီမတန်ရှင်းတဲ့ဖြောင်းချက်ကိုခြေခံထားပြီးသူ့ဘက်အစိုးရဘက်ကပေးခဲ့တဲ့ရှာလဲချက်တွေကလည်းမခိုင်းလုံဘူးဒါကြောင့်ရာဗီကိုလည်းတရက်တည်းခွဲလုံးချက်လွတ်စီဆိုပြီးစင်ကြယ်ချအောင်ပါပဲလို့ကျွန်တော်ကတတိကျတွတ်ထားတယ်ဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော်အနေနဲ့တော်တော်ကိုအံ့ဩသွားမိတယ်ဘာကြောင့်လဲဆိုတော့1969ခုနှစ်ဇွန်လထဲမှာရာဗီမှုကိုပြန်စစ်တော့ကျွန်တော်ထင်သလိုမဟုတ်ဘဲနဲ့ရာဗီကကြိုတင်ကြံရွယ်ခြင်းမရှိဘဲနဲ့ လူသက်မှုကိုကျုံးလွန်ခဲ့ကြတဲ့ထင်ရှားတယ်ဆိုပြီးဒုတိယကျင်းပြည့်ရှိတယ်လို့ရုံးတော်ကအမိန့်ချမှတ်လိုက်လို့ပါ။ဒါနဲ့အခုဒီချင်းပြန်စစ်ဆေးလို့ပြည်မှုထင်ရှားကြောင်းတွေ့ရတဲ့အတွက်ဆိုပြီးရာဗီကိုထားနယ်၄နှစ်နဲ့သူလာစားတွေကလာစဉ်ဒေါ်လာ50ပြတ်ဖို့စဉ်ကျက်ချလိုက်ပါတယ်။ဒီစဉ်ကျက်ကလောလောဆယ်သူခံနေရတဲ့အပြစ်ထန်တိုင်းပဲဘာမှမထူးပါဘူး။အခုသူ့ပေါ်ချမှတ်ထားတဲ့အပြစ်ကလည်းထောင်နယ်၄နှစ်နဲ့လာစဉ်ဒေါ်လာ50ပြတ်ခံတဲ့အပြစ်ပါ။ဒါပေမဲ့ရာဗီအတွက်ကံကောင်းနေပဲဆိုရမလားဥပဒေရဲ့ရှုံကြီးနဲ့ကြည်တဲ့ဘောကူပဲအံ့ဩရမလားမသိဘူး အခုနောက်တစ်ချိန်ချလိုက်တဲ့စင်ကြက်ကစင်ကြက်အစ်ဖြစ်နေတဲ့အတွက်ဆိုပြီးနောက်တစ်ချိန်စင်ကြက်ကိုထုံးစံနဲ့နောက်တစ်ချိန်အစ်ဖြစ်ပြန်ပြီးသုံးသပ်ပါလိမ့်ရောဒီလိုပြန်ပြီးသုံးသပ်တဲ့အခါမှာတော့ Folivia Ward ကတမူးချုပ်ရဲ့အမိယရာဗီကို1024နှစ်ကနေပြီး1022လတနည်းနဲ့ဆယ်လားဒီ short ပြလိုက်ပြန်တယ်အဲဒီကြတော့မှရာဗီကအပူစုပေါက်တော့တာပဲဘာဖြစ်လို့လဲဆိုတော့အဲဒီနောက်ဆုံးအမိချလိုက်တဲ့အချိန်ကျတော့ရာဗီကထောင်ထဲမှာနေခဲ့ရတာက22လထက်ကျော်နေတာကြောင့်မို့လို့ဒီအမိလည်းချလိုက်တော့ရာဗီလည်းထောင်ထဲကတခါတည်းတန့်လွတ်တာပဲ ဒါလည်းခွင်းလုံးချုပ်တမျိုးပဲလို့ဆိုရမလားမသိဘူးအခုဆိုရင်ရာဗီကအမေရိကန်ပြည်ထောင်စုတက်မတော်မှာပဲဆက်လက်မှုထိုင်းကနောက်ဆုံးကျင်သူ့ဘောချလိုက်တဲ့အပြစ်ဒဏ်ကိုဆန်ရကအတီးပြတဲ့အမိန့်ချလာမင်းတွေကိုစောင့်နေလေရဲ့သူ့အမှုတွေကဆန်ရထက်ရုံကိုရောက်နေတာစတင်ဘာလတည်းကပါဘာပဲဖြစ်ဖြစ်ရာဗီတို့ကတော့ပန်းပန်လျက်ပဲဘာဖြစ်လို့လဲဆိုတော့အခုနောက်ဆုံးစီရင်ချက်ကိုအထက်ရုံကအတီးပြတဲ့အမိန့်ဖြစ်စီသူ့မဟုတ်ထပ်ပြီးတော့မှအပြစ်ဒဏ်ရောတဲ့အမိန့်ဖြစ်စီကြလာချင်းကြလာမှာကူဒီတော့သူ့အတွက်ဘာပဲဖြစ်ဖြစ်အမျက်ကြီးပဲအရှုံးမရှိနိုင်ဘူးအရှုံးမရှိတဲ့ပြင်ကယ်ရွေးမြအထက်ရုံက ရာဗီယာသူ့ဘော်ချမှတ်လိုက်တဲ့တရားဝင်ပြစ်ဒဏ်ထပ်ပို့ပြီးတော့မှထောင်ထဲမှာ၅လ၆လချင်းများတော့နေခဲ့ရတယ်လို့ဆုံးဖြတ်သတ်မှတ်လိုက်ရင်တမ်မတော်ရဲ့ဥပဒေနဲ့ထုံးတဲ့ဆင်လာရအဲ့ဒီ၅လ၆လအတွက်ရာဗီကဘက်ဘေးလာစားဟောင်းနေတော့ပြန်ထုတ်ရပြီးတော့မှပွားစရာကြောင်းရှိပါသေးတယ်။နောက်ရာဗီကိုတက်ကခွန်တီမဲစွာထုတ်ပြခဲ့တာကိုလည်းအဲ့ဒီထက်ယုံကပြန်ပြင်းခြင်းလည်းပြန်နိုင်ခွင့်ရှိတယ်လို့သိရတယ်။ကျွန်တော်အနေနဲ့ကတော့ရာဗီခုလိုလွတ်သွားတာကိုဘယ်လို့မှသဘောမထားဘူး။စိတ်မချမ်းမသာလည်းမဖြစ်မိဘူး။ဘာကြောင့်လဲဆိုတော့ရက်ကလစ်ခွန်ယုံမှတုန်းကဒီမှုနဲ့ပတ်သက်လို့ရာဗီအကြီးကျယ်နောက်နောက်ရသွားခဲ့တာကို အားလုံးထင်ရှားမြင်တွေ့လိုက်ရလို့ပါ။ဒါပေမဲ့အခု Ravi လွတ်သွားသလိုမင်းနီယယ်လွတ်ခဲ့သလိုဒိုနီတို့ကလပ်တို့ခွေးလုံးချလွတ်သွားမှာကိုတော့ကျွန်တော်လုံးဝမလူလားယူအမှန်ပဲ။သူတို့နဲ့ပတ်သက်လို့လည်းအခုချိန်ထိအထက်ရုံးကဘာသမ်းမှထူးထူးခြားခြားမကြားရဘူး။ဒါပေမဲ့အခုနောက်ဆုံးလွန်ခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်ကကြားရတဲ့သတင်းတိုင်းဆိုရင်တော့ဒိုနီနဲ့ကလပ်တို့ကသူတို့ကြားတဲ့ထောင်ထမ်းရဲ့ထုတ်ဝတ်တော်မခံရသေးပဲနဲ့သူတို့နှစ်ယောက်စလုံးကိုကိုယ်တိုင်ခံဝန်ချက်နဲ့လွှတ်ပြတော့မယ်လို့သိရတယ်။အဲ့တော့ကျွန်တော်ထင်တယ်သူတို့နှစ်ယောက်လည်းနောက်တစ်လနှစ်လလောက်နေထောင်ကလွတ်တော့မှာပဲ။ အဲ့လိုလွတ်လာပြီးတက်သေးကိုပြန်ဝင်ခွင့်တော့မှရချင်းရလာနိုင်မယ်။ဒါကိုတော့ကျွန်တော်ကလုံးဝဘဝင်မကြဘူး။ဒီတိုင်းသာဆိုရင်ကျွန်တော်လောက်ခဲ့တာတွေကဘာအသေးပဲရှိတော့မလဲ။ဒါပေမဲ့တခုတော့စဉ်းစားမိတာရှိတယ်။တကယ်လို့တို့လွတ်လာပြီးတော့မှအပြင်လောကရောက်ရင်တို့ရဲ့တွေးခေါ်ယူဆတွေကလည်းအထိုက်လျောက်ပြောင်းလဲတန်တဲ့၍ပြောင်းလဲကောင်းရဲလို့အောင်းမိမိတယ်။ဘလောက်ထိပြောင်းလဲလာမယ်၊ဘယ်တိုင်းသာထိပြောင်းလဲလာမယ်ဆိုတာကိုတော့မပြောနိုင်ဘူးပေါ့။ဒီလိုမှမဟုတ်ရင်လည်းဖြစ်သမျှအကြောင်းအကောင်းကြီးပဲလို့သဘောထားရမှာပဲ။ သူတို့လွတ်လာရင်ဘယ်လိုနေမလဲဆိုတာကျွန်တော်နဲ့ကျွန်တော်ဇနီးနဲ့နှစ်ယောက်သားစကားဆက်မိကြတယ်ကျွန်တော်တို့ရဲ့တကယ်မျှော်လင့်ချက်ကတော့ထိုနေနဲ့ကလပ်တို့ကသူတို့ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုပြန်စဉ်းစားမိပြီးနောက်နောက်ရစီနေတာပဲကျွန်တော်အနေနဲ့ကတော့ဒီထက်ပိုပြီးဘာမှမျှော်လင့်ချက်မထားနိုင်ဘူးထားလို့လည်းမရဘူးဒါပေမဲ့တခုတော့ရှိတာပေါ့သူတို့နှစ်ယောက်ကနောက်ထပ်ဒီလိုအမှုမျိုးတွေမကျူးလွန်နိုင်တော့ဘူးလို့ကျွန်တော်တို့တွက်လို့မရဘူးဒီလိုတွက်ရင်ကျွန်တော်တို့ကယူနေလို့ပဲဖြစ်မယ်ဒီနေရာမှာကျွန်တော်ကသူတို့၄ယောက်စလုံးနဲ့ဒီအမှုနဲ့ပတ်သက်လို့အကြီးကျယ်ရှုံချခဲ့တာမှန်တယ်အပြစ်တင်လို့မဆုံးနိုင်တာလည်းမှန်တယ်ဒါပေမဲ့ သူတို့ကမှရွေးပြီးတော့မှရှုပ်ချပြစ်တင်တာမဟုတ်ဘူးသူတို့မို့လို့ဒီလိုရုပ်မာတွေရက်ဆက်တယ်လို့တမင်သက်သက်ပုံကိုဆွေးနေပြောနေတာမဟုတ်ဘူးတကယ်လို့သူတို့နေမှာတခြားတပ်သားတွေဆွေးလဲပဲထောင်ကုန်းမှ190နှစ်ပုံမှာသူတို့လိုပဲပြစ်မှုကျူးလွန်မိကြမှာပဲဒါမှမဟုတ်ဒီအမှုကိုကျူးလွန်မှုအတွက်ထိုနီကလပ်ရာဖီမင်းရယ်ဆိုတဲ့သူတို့လေးယောက်ကမှသွားပြီးတော့မှအခြေအနေကတွန်းပို့သလိုဖြစ်တယ်အခြားတပ်သားတွေကလည်းသူတို့လိုအခြေအနေမျိုးဆိုရင်သူတို့လိုကျူးလွန်မိကြမှာသိကြတယ်နောက်ဆုံးညီကောင်းချုပ်အနေနဲ့ပြောရတော့ဒီအမှုမှာကျွန်တော်ကိုယ်တိုင်လည်းအပြစ်မခင်ပါဘူးအပြစ်ရှိပါတယ်တောင်းလည်းရှိပါတယ် ကျွန်တော်ကမော်ရဲတပ်ကိုမကယ်လိုက်နိုင်တဲ့အတွက်ကျွန်တော်ကိုကျွန်တော်ပြစ်နေလို့မဆုံးဘူးဒီအတွက်ကိုကိုကိုယူကြိုးမိအောင်ဖြစ်ခဲ့ရတယ်ဒီပြစ်ချက်ကြီးနဲ့ကျွန်တော်ကိုကျွန်တော်နေတိုင်းဆွဲချက်တင်နေမိတယ်ဘယ်လောက်ကြောင်တင်နေမိမယ်တော့မပြောတတ်ဘူးတကယ်လို့စစ်ပြစ်နေတဲ့အချိန်မျိုးမဟုတ်ဘဲနဲ့ငြင်းချက်နေတဲ့အချိန်ကာလမျိုးသာဆိုရင်မော်ရဲဘွားကဘယ်လောက်သားရမလဲလို့တခါတခါတွေးမိတယ်ဒါတည်းကျွန်တော်စကားကိုညီကိုမချုပ်ခင်နောက်ဆုံးအနေနဲ့ပြောအောင်မယ်လွန်ခဲ့တဲ့6လလောက်ကကျွန်တော်ကလုံကနေပြီးတော့မှဒီငိုဘတ်စကားနဲ့ပြန်လာခဲ့တယ်အဲ့ဒီနေ့ကလှုပ်ထဲမှာတော်တော်လေးပြင်းမှန်းလာလို့ကားစီးရင်ကကားပေါ်မှာငှိုက်လာတယ် ဌာနေခဏကြတော့900ကနေတရိယာပြီးတပိပိနဲ့မျက်လုံးကိုဖွင့်ကြည့်တော့ကားဘကကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်ကုန်မှာအမျိုးသမီးတယောက်ကိုသွားတွေ့တယ်။အဲ့ဒီအမျိုးသမီးရဲ့အသားအရည်နဲ့မျက်နှာပေါက်ကိုမြင်လိုက်တာနဲ့သူအမေရိကသူမဟုတ်ဘဲနဲ့အာရှတိုက်အရှေ့ပိုင်းနိုင်ငံတစ်ခုကဆိုတာသိသာနိုင်တယ်။ဒါပေမဲ့အဲ့ဒီအချိန်ကကျွန်တော်ကငိုင်းနေရကအိတ်ချင်မှုလို့နဲ့မျက်လုံးတွေကလည်းမုန်တိမုံဝါဖြစ်နေတော့ကျွန်တော်မျက်စိထဲမှာသူ့ကိုမြင်လိုက်ရတာကရုတ်တရက် VN အမျိုးသမီးတယောက်ကိုမြင်လိုက်ရသလိုဖြစ်သွားတယ်။ဘလောက်ထိဖြစ်သွားသလဲဆိုတော့ကျွန်တော်မျက်စိအောင်မှာပဲကြည်ရင်ကြည်ရင်က ီမျိုးသမီးရဲ့ရုပ်ပုံကခမောက်ဆောင်းထားပြီးတော့ဘာမရှိအနက်နဲ့ကောက်လိုင်းနေထိတာတဲ့တောင်းတောင်းကိုတပိုးနဲ့ပကုန်းပေါ်ထမ်းလာတဲ့ VNL လေသူမတယောက်လိုပဲစေတဲ့ကထင်လာမိတယ်။ကျွန်တော် VNL မှာတုန်းကအဲ့လိုတပိုးနဲ့ကောက်လိုင်းနေထမ်းသွားကြတဲ့ VNL လေသူမတွေကိုခဏခဏမြင်ခဲ့ရတယ်။သူတို့ထမ်းလာတဲ့ကောက်လိုင်းတွေကလည်းပဲထတော့ကိုများလို့လို့ပကုန်းပေါ်ကတပိုးကကွေးညွတ်နေတာပဲ။တခါတခါကျွန်တော်စိတ်ထဲမှာတလောဝန်တော့ဘူးအလေးကြီးထမ်းလာတာတော့ဒီတပိုးကဘာကြောင့်မကြိုးတလဲလို့စဉ်းစားမိခဲ့သေးတယ်။ VNL မျိုးသမီးကလှုပ်တော်တော်လှုပ်ကြတယ်။ငပြောကန်ဒီချိုင်နာကအဆ အုံမြေပေါ်တက်ပြီးတော့မှအုံဒီခုရက်တီပြင်ပမှန်လောက်ကြတယ်။ဘက်စကားပေါ်မှာကျွန်တော်ရှိကမြို့သမီးကိုစိုက်ကြည့်နေမိရင်ကျွန်တော်မျက်စိထဲမှာသူတို့မော်လို့ရွာနာကလေခွင်းထဲမှာလှုပ်လှုပ်နေတဲ့ VNL လေသူမတယောက်အနေနဲ့မြင်လာတယ်။ကျွန်တော်စိတ်အောင်ထဲမှာကျွန်တော်တစ်ခါကရောက်ခဲ့ဘူးတဲ့။မော်လို့ရွာနာကရှုခင်းလေးကိုပြန်ပြီးတော့မှမြင်အောင်လာမိတယ်။ရွာပပတ်လေးမှာရှိတဲ့လေခွင်းအနေနဲ့အဲ့ဒီလေဒီရှားတဲ့ကကွေ့ဝိုက်ပြီးစစ်စစ်နေတဲ့ဆန်းချောင်းကလေးကလည်းမျက်စိထဲပေါ်လာပါတယ်။မနေ့စောစောအဲ့ဒီဆန်းချောင်းလေးပြီးကလေကစင်းရိုးတိုင်းမှာကျွန်တော်ရှိမှရှိတဲ့ကားပေါ်ကမြို့သမီးက အင်ဂျင်နဲ့ပေါင်းပြီးနဲ့ကောက်လိုင်းထမ်းပြီးတော့မှဆက်ဆက်ဆက်ဆိုင်နဲ့သွားနေတယ်လို့စေတေကမှန်မြင်နေမိတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကဆက်ပြနေတဲ့အချိန်မဟုတ်ဘူး။ငင်းငင်းသာနေတဲ့အချိန်။ဒါကြောင့်အဲ့ဒီ VN နဲ့လေသူမကသူ့အတွက်ကိုသူ့ပေါင်းသိရောင်းရင်ဖြစ်ကြတဲ့တခြားလေသူမတွေအတွက်ပါ။ဘာမှဆိုရင်ပူပန်စရာမလိုဘူး။သူတို့တွေရဲ့နှာခေါင်းဝါမှာလည်းအရှင်တောင် VN ဘူကုံမြင့်ဒေသမှာကျွန်တော်တို့ရှိတုန်းကရှူရက်ခဲ့ရတဲ့လူဒီကောင်လောင်းနေရဲ့ပုတ်ပွားနေတဲ့အနန္တတီကမရှူမဆိုင်ရတော့ဘူး။အဲ့ဒီစံကြောင်းကလေးနဘေးကလန်လီတန်တပြေးပြေးရှောက်သွားကြရင်က သူတို့တွေရအင်မတန်လက်ဆက်တန်ရှင်းတဲ့တောင်ပေါ်ကလင်းနုအေးကလေးရဲ့နှမ်းသက်ကူပါအာရပါရရှူရှက်ပြီးတွားနေကြတာကိုကျွန်တော်စိတ်ကူရုပ်ပုံလွားထဲမှာမြင်အောင်နေမိတယ်ကျွန်တော်ဒီအဖြစ်အပျက်ကလေးကိုပြန်ပြောရတာကတော့တခြားကြောင့်မဟုတ်ဘူးအဲ့ဒီနေကဘတ်စကားပေါ်မှာအဲ့လိုအချင်းမူလူနဲ့စိတ်ကူပေါက်လာခဲ့ပြီးတော့မှအိမ်ကိုလည်းပြန်အောင်တိုက်တိုက်ဆန်ဆန်ခမားစီကပထမဆုံးစာကိုရတာပဲကျွန်တော်ခမားစီကပထမစာရပြီးကလေးကခမားလာမေးရကူစောင့်ခဲ့ရတာမို့ခမားစာရဒီအဖြစ်အပျက်ကိုပြည့်စုံသေးသေးသိချင်ပါတယ်ဆိုလို့ခမားလာရင်ဘယ်လိုပြောလိုက်မလဲ ဖယ်ဖြစ်ပြက်တွေကအရေးကြီးတယ်ဖယ်အချက်လက်တွေကတော့ခြံလေးလို့မဖြစ်ဘူးဆိုပြီးတော့မှစဉ်းစားလိုက်ရတာပြင်ဆင်လိုက်ရတာနေတိုင်းလိုလိုပါပဲအဲ့တော့ခမည်းသိခြင်းတဲ့အတိုင်းပဲခမည်းဆန္ဒအတိုင်းတောင်ကုန်းမတ်190နှစ်ပမာဖြစ်ခဲ့ပြက်ခဲ့သမျှနဲ့နောက်ဆက်တဲ့ဖြစ်အားလုံးကျွန်တော်တက်နိုင်သလောက်အသေးစိတ်ပြောပြပါပြီအခုလိုပြပြဆူဆူနဲ့ရှည်ရှည်ရပြောတာကိုခရီးဆိုင်နဲ့ဆက်ရှိလက်ရှိတီးခံပြီးနားထောင်နေအတွက်ခမည်းကိုယေရှုတင်လို့မဆုံးပါဘူးတကူပဲကျွန်တော်နောက်ဆုံးတောင်းပန်ချင်တာကခမည်းရည်ရထားတဲ့အတိုင်းဒီပြပြတွေဒီအချက်လက်တွေအားလုံးကိုတကူမကြကျွန်တော်တို့ပြည်သူပြည်သားတွေသိအောင်တနည်းနည်းနဲ့ဆောင်ကျင်းပေးဖို့ပါဖြစ်နေတဲ့ခါက ထောင်ဗီယက်နမ်ဘူကုန်းပြည်ဒေသတောင်ကုန်းအမှတ်190နေပေါ်မှာမော်ဆိုတဲ့ဗီယက်နမ်မှာလေးတယောက်ကဒီလိုဒီလိုရင်နာစရာဖြစ်ဆိုးနဲ့ကြုံခဲ့ရတယ်ဆိုတာကိုသတင်းစာစရာတယောက်စာရေးစရာတယောက်အနေနဲ့ဒီကဘာလုံးကသိအောင်တင်ပြပေးစီခြင်းပါတယ်ကျေးဇူးပါပဲဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့ပြီးဆုံးသွားခဲ့ပါပြီဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့စာရေးစရာလေးရင်းမှာမှမြန်မာပြည်ရေးသားထားတဲ့ထောင်ကုန်းအမှတ်190နေဆိုတဲ့ဝတ္ထုကလေးကိုအပိုင်း6စက်သိန်းပိုင်းအနေနဲ့တင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပြီးပါဦး ဒီနာမှာရှိတဲ့ Notre Dame နဲ့နေပေးထားပါအောင်ခင်ဗျ။နားစင်ပြီးတပြည့်တည်းများအားလုံးကိုကျေးဇူးများတင်ပါတယ်။